အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ဂျူလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမောင်းအောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီတစ်ပတ် Premier League ပြန်ရောက်လာခြင်းမှာတော့အစောဆုံးပွဲစဉ်တစ်ပွဲနဲ့ကန်ခဲ့ရတာ Burnley နဲ့ Chelsea နဲ့ပွဲစဉ်မှာတော့ Chelsea ကအဝေးကွင်းရဲ့ performance တွေကိုဆက်လက်ပြီးထိမ့်သိမ်းထားနိုင်ခဲ့ပြီးတော့တကယ်ကောင်းတဲ့ပွဲတစ်ပွဲအနေနဲ့ Chelsea ကပြသခဲ့တာဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Burnley အသင်းနဲ့လည်းဒါဒီနေ့ပွဲစဉ်မှာ Chelsea အသင်းကိုအတိုင်းတအတိုင်းတာတစ်ခုထိပေါ့နော်သူတို့လုတ်ပြနိုင်စွာ န်းရှိတယ်ဆိုတာကိုပြသခဲ့ပေမဲ့လည်းချက်စီးသင်းကပဲနောက်ဆုံးချိန်မှာလားတလုံးဆိုတလုံးဒါကျွန်တော်အပါစီရရှိသွားခဲ့တာကိုတော့အဓိကတွေ့ဆုံရမယ်နေထားမှရှိတယ်ပေါ့နော်အဲ့တော့မိသွပင်စူစီကမဟုတ်ခုလက်ရှိမှာလားကျွန်တော်ဘန်လီနဲ့ဒါကျွန်တော်ချက်စီးနဲ့ကြောင့်နည်းနည်းလေးပြောလိုက်အောင်ဒီနေ့ပုံမှန်ဒါချက်စီးကြောင့်မပြောခင်မှာခေါင်းထဲမှာတွေးမိတဲ့အရာတခုကဒါအန်ဆူမိုရက်စ်ကသူ့တပည့်သားတယောက်ဖြစ်တဲ့ဒါကျွန်တော်တို့ ဝီစီဂျင်းကဒါလုံးဝပိုးမွေးတယ်လို့မွေးတယ်ပေါ့နော်ဒါမိနစ်40နဲ့45မိနစ်ဒါကျွန်တော်တို့ဒါပထမပိုင်းပြီးမှဒါသူ့ကိုလူကားလဲခဲ့တယ်အင်တာဗျူးမှာပြောခဲ့ပုံရဆိုရင်တော့ဒီကစားသမားအနေနဲ့လက်ရှိမှာဒါသူ့အနေနဲ့ဒါ game game time management အဓိကလုပ်ပေးခဲ့တာဖြစ်ပြီးဒါရအကြောင်းမို့ထုတ်ပေးခဲ့တာမဟုတ်ပဲねကစားသမားနေဒါကျွန်တော် internet england nation မှာလည်းဒါအတော်တော်လေးကိုယုံကန်ထားနေတာအဲ့တော့ခုနပြောခဲ့လို့ပဲ thomas duchel ကရီစီဂျင်းကိုဒါကျွန်တော်မိနစ်60အပြည့်သုံးနေတဲ့အချိန်မှာဒါကျွန်တော်တို့လက်ရှိ enzo moes ကနေသူ့တပည့်သားလေးကိုဒါမိနစ်45မိနစ်လောက်ပဲသုံးနိုင်ခဲ့နေထားမှာရှိတယ်အဲ့ဒါကိုကြည့်ကြရဖြစ်ဒါ တော်ပို Azumres ကနေ game time management လုပ်တဲ့နေရာမှာဒီနေရာမှာတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရတယ်အဲ့လက်ရှိတာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ ကွင်းလယ်လူနေရာမှာ Moise Caicedo မပါလာတဲ့နေရာမှာ Andre Santos ကိုအစားထုတ်ခဲ့ပြီးတော့ကွင်းလယ်ပိုင်းကိုတော့ကျွန်တော် Enzo Fernandez နဲ့ Andre Santos တို့ရဲ့ဒါကျွန်တော်တွဲလုံးတွေကိုစတင်ပြီးမြင်ခဲ့ရတယ်။ဒီနေ့ပုံစံမှာ Andre Santos ကလက်ရှိ Chelsea အသင်းရဲ့တကယ်ကို Joker တယောက်ဖြစ်နေတဲ့ဆိုတဲ့အနေထားမှာပါ။ဒါလုံးဝဒါကြာရဇယုံမှာကြာတလူအတုံးချလို့လုတ်ပြနိုင်ခဲ့တဲ့အနေထားမှာရှိတယ်။ Andre Santos ဒီနေ့ပုံစံမှာဒါကျွန်တော် defensive midfielder နေရာမှာတော်တော်လေးကိုဒါအဆင်ပြေခဲ့ပြီးတော့ချစ်ထုတ်မှုပေါင်းများစွာကိုလည်းတွေ့ရတယ်ပေါ့နော်။အဲဒီနေ့ပုံစံမှာဒါတစ်ဖက်က Bailey အသင်း ဘယ်လိုတင်တဲ့ဒီပွဲစံမှာတပွဲလုံးတိုက်တာရပြန်ကြည့်မယ်သူတို့လုတ်ပြဖို့အတွက်အရင်ကြိုးစားခဲ့တယ်ကျွန်တော်မြင်နေပြောခဲ့သူပဲဗျဘယ်လိုတင်တဲ့ဒါကျွန်တော်လက်ရှိမှာစကော့ပါကာတင်ကသူ့နေတာခန်စီကြီးပဲပိတ်ကစားတဲ့ပုံစံမျိုးမျိုးပဲနဲ့ဒါကျွန်တော်တိုက်စစ်ကူလဲဘယ်လန့်စင်ကြီးဒါကျွန်တော်တောင်မန်ဒီရဲ့ဒါကျွန်တော်တို့လုံးဝတိုးအားတွေကိုလုတ်ဖို့ကြိုးစားတယ်အဲ့တော့ချက်စီကိုသူတို့နေနဲ့အတိုင်းတာတစ်ခုတည်းရအောင်သူတို့လုတ်ပြဖို့အတွက်ကြိုးစားတယ်တက်စီကိုဒါကျွန်တော်တို့ push the boundary တစ်ခုဖြစ်အောင်သူတို့ကြိုးစားတယ်ဒါပေမဲ့ပြဿနာကသူတို့မှာလည်းကျွန်တော်တို့မွေးတကောင်ဆိုရင်သူတို့မှာအစိတ်မရှိတဲ့မွေးဖြစ်နေတယ်ဒါကျွန်တော်တို့ဖြူးပြဖြဲပြဒါကျွန်တော်တို့အစွဲတွေလုတ်ပြဆိုတဲ့ပုံစံမျိုး တွေကိုအမျိုးမျိုးလုတ်ပြနေခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဟေးဆိုတဲ့အနေထားမှာသုံးခွကိုစားဘန်လီအတင်းကအစိတ်မရှိဘူးဒီနေ့မှတော့ကျွန်တော်တို့ Chelsea အတင်းရဲ့ခံစစ်ကလည်းတော်တော်လေးကိုအဆင်ပြေတဲ့အနေထားမှာရှိခဲ့ပြီးတော့ကူကူရဲလာနဲ့အပေါင်းပါတိုက်ကလည်းဒီနေ့ပွဲစုံမှာခံစစ်ပိုင်းမှာတော်တော်လေးကိုတာဝန်ကိုကြေပြွန်အောင်ထန်စားသွားနိုင်ရုပ်တာဝန်ကိုတက်ကျေအောင်ထမ်းဆောင်သွားနိုင်ကြလို့ပြောလို့ရတော့ဒီနေ့နိုင်ပွဲက Chelsea အတင်းတော်တော်လေးကိုအရေးပါခဲ့တယ်ဘယ်လောက်ထိတောင်အရေးပါလဲဆိုတော့အကုန်လုံးသိတဲ့အတိုင်းပဲ Chelsea အတင်းရဲ့ဒီနေ့နိုင်ပွဲကတော်တော်လက်ရှိမှာအစစ်နဲ့နေရာတိဆွဲခေါ်သွားခဲ့ပြီးတစ်ဖက်မှာဒါကျွန်တော်ပွဲချက်တွေကိုကံမဲ့ဒါ City နဲ့ကျွန်တော်တို့ မန်ချက်စတာစီးတီးနဲ့ဒါကြောင့်နျူကာဆယ်တို့ပရက်ရှာအော်တူပေးလိုက်သူဒါအာစနယ်သင်းတဲ့လက်ရှိမှာသုံးမှတ်ပေးกว่าတော့တဲ့အနေထားတစ်ခုချက်စီသင်းရောက်လာခဲ့တယ်ချက်စီသင်းကလက်ရှိမှာကျွန်တော်ပြောခဲ့လို့ပါပဲအကယ်၍ဒါတေတေချာချာစိတ်ဝင်တစားဒါကျွန်တော်တည်ငြိမ်မှုသာရှိဒီနေ့မှာချက်စီသင်းကအကောက်ကြောက်ဖို့ကောင်းဖို့ကောင်းနေဆိုရအတင်းတင်းဖြစ်ဖို့အတွက်ဒီနေ့မှာဆက်ပြီးမြင်ခဲ့ရတယ်အဲ့တော့ဒီနေ့မှာထုံးဝမ်းနိုင်တဲ့ကျွန်တော်တို့တပွဲတွေမှာဒီနာဗာရှေမျိုးမျိုးတွေ့ခဲ့ရောဘတ်ဆန်ချက်စ်လေးကတမျိုးပဲပေါ့နော်အဲ့တော့ရောဘတ်ဆန်ချက်စ်တွေဒါကျွန်တော်ပွဲစားခြင်းနေဘလောက်မှမကြသေးတဲ့ဒါကျွန်တော်တို့အန်ဆိုဖာနန်ဒက်စ်ကိုနောက်ကနေပစ်ကံလိုက်တဲ့ပေါ့ငါ တလွဲကောင်ကွာလုတ်ပြန်ပြီလားမသိကိုကတော့ခုနကချက်စီပြိတယ်ကိုကအနေနဲ့ပြီးလဲပြီးတော့ဒီနေ့ပွဲတပွဲလုံးမှာခုနောက်ပိုင်းမို့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်ကြည်နေတာဒါ Robert Sanchez ဒါ cross claiming နေတအားကောင်းလုံးဝကြည်ရကျွန်တော်အနေနဲ့မြင်နေတတော်လေးကိုအစဉ်ပြေလုံးဝကြည်ရလို့မြင်နေသူနေတာကျွန်တော်တို့ဒါ set piece တစ်ဖက်သင်းရဲ့ set piece တွေကိုအကောင်းဆုံးဒါကျွန်တော်လီထဲမှာနေတာလုံးဝဒါကျွန်တော်အေးပေါ့ second mode တွေမရောက် တဲ့အထီကိုတောင်မှဒါကျွန်တော်တို့ Robert suggest ရောတော်တော်လေးကိုအဆင်ပြေခဲ့လို့ပြောလို့ရနေတာမရှိဘူးเนาะတစ်ချက်တစ်ချက်တစ်ချက်တကဘက်ဒီကဘက်ချော်လုတ်တဲ့ဥစ္စာလေးတွေကလွှဲရင်တော့ Robert suggest ကလက်ရှိဒါကျွန်တော် Chelsea ရဲ့ဂိုးသမားနေရာမှာဒါတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့တည်ငြိမ်လာခဲ့ပြီလို့ပြောလို့ရတယ်မဟုတ်ဒါပေမဲ့ကျွန်တော် Barcelona မြန်မာရေရှိမှာဒါ Chelsea အသင်းကဒါကျွန်တော်တို့ခံစစ်ပိုင်းကိုဂိုးသမားနေရာမှာကောဒီထက်ပိုပြီးတည်ငြိမ်မဲ့လူတွေကိုလူတွေလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာခုနကပြောတဲ့ Chelsea အသင်းရဲ့တကယ်အသက်သွေးကြောကဒါကျွန်တော်ကွင်းလေဒီယူကိုနှစ်ယောက်ဖြစ်တဲ့ဒါ Andrea Santos နဲ့ Enzo Fernandez ပဲတဖက်ကဒါကျွန်တော်ကွင်းလေခင်ကျစ်မှုမှာဒါကျွန်တော် Carlo Fiorentino နိုတာဥကိုချိုကူဒါကျွန်တော်ဒီကုသကစားသမားမြေတာချက်စီးရဲ့ကွင်းလေကိုဒါကျွန်တော်ပါဝါဟောက်စ်နဲ့ဒါဖြိုခွင်းဖို့အတွက်လုပ်တယ်ကြည့်ရတာကျွန်တော်စကော့ပါနာနေနဲ့ဒီနေ့ပေါ်မှာကိုက်စီတို့မပါတော့ဘူးဆိုသူ့အနေအပိုင်တွက်ပြီးတော့ဒါကွင်းလေမှာဒါကျွန်တော်တို့အနေနဲ့ လုံးဝကိုဒါကျွန်တော် Chelsea ရဲ့ကွင်းလေကိုဒါကျွန်တော် physically ရ better လုပ်မယ်လို့စဉ်းစားထားခဲ့ပေမဲ့ Enzo Fernandez ကိုတိုင်ကလက်ရှိကျွန်တော်တီးပြောက်ပေါ့နော်ကျွန်တော်မှားကောင်းမှားနဲ့ကျွန်တော်တီးပြောက်ကလက်ရှိမှာ Argentina နဲ့လည်းသူ့အနေနဲ့မလိုက်သွားခဲ့တဲ့ကြောင့်မို့ Enzo Fernandez လုံးဝဒါကျွန်တော် physically ရလုံးဝ fit ဖြစ်နေ Andrew Santos ကလက်ရှိမှာသူ့အနေနဲ့ proof တခုလုပ်ပြခြင်းတဲ့အတွက်ကြောင့်မို့တော်တော်လေးကို Enzo Fernandez နဲ့ဒါကျွန်တော်တို့ Andrew Santos တို့ရဲ့အတွဲကတစ်ဖက်ရဲ့ကွင်းလေရဲ့စိုးမိုးခြင်းကိုအဓိကအကောင်းဆုံးခြေပြတ်ပြနိုင်မယ်သူတို့အနေနဲ့ဘာလုပ်ပြနိုင်လဲဆိုတဲ့ဥစ္စာကိုဆက်လက်ပြီး Chelsea အသင်းစီကတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်ဆုံးမှာကျွန်တော် personal မြင်ရဆိုတပွဲနဲ့တပွဲတိုးတက်လာတာက Pedro တူနဲ့တူပဲပဲတို့နဲ့တူနဲ့တကယ်ကိုဒါနေရာယူမှုတွေအတိုးထောင်နေဒါကျွန်တော်တိုးထွက်မှုတွေဒါကျွန်တော် walk through တွေ pass through တွေသူရဲ့ဒါကျွန်တော် vision တွေတော်တော်လေးကိုတိုးတက်လာတယ်လို့ပြောလို့ရတယ်ပဲတို့နဲ့တူနဲ့ဒီနေ့ပွဲစမှာဒါသူရဲ့ဒါကျွန်တော်လက်ရှိတပွဲနဲ့တပွဲတိုးတက်လာမှုကိုဒါကျွန်တော်ဒီနေ့မှာပေါ့နော် Premier League မှာအတိုးတက်ဆုံးကစားသမားတွေရဲ့တယောက်ဆိုကျွန်တော်အနေနဲ့မြင်တဲ့နေရာမှာပါတယ်ပဲတို့နဲ့တူနဲ့ဒါကျွန်တော်လူကြော်မှုတွေကတော်တော်လေးကိုအဆင်ပြေခဲ့လို့မြင်တယ်ဒီနေ့ပွဲစမှာဒါကျွန်တော် Enzo Morales ကနေလာမဲ့ဒါကျွန်တော် Champion League ပွဲစဉ်မတိုင်ခင်မှာကစားသမားတွေကိုကောင်းကောင်းကြီးအနာပီးသွားနိုင်တဲ့ movement တွေကိုလည်းအကောင်းကြီး ီးတွေးရမယ်တဲ့မှာပါဒါပေမဲ့တိုက်စစ်နေရာတော့ဘောနော် Liam the lab အကြောင်းလေးလေးပြောအောင်ဒီ lab နေနေတာကျွန်တော် center for play မှာဒါ hole play တွေ link up play တွေမစိုးဘူးဆိုပေမဲ့ final သတ်စုံမှာဘာလုပ်ချင်မဲမသိတဲ့ပြဿနာတွေတော်တော်လေးကိုဆိုးတယ်ဒီနေရာမှာဒါသူ့နေရာကိုအစားဝင်လာခဲ့တဲ့ Maguire ကဒါကျွန်တော် list ခဏလေးပဲဆော့သွားတယ်နော် နောက်ဆုံးဒါကျွန်တော်တို့ Enzo Fernandez တွင်းသွားတဲ့တွင်းလုံးမှာဂါယီနီနဲ့ကျွန်တော်ပထမရုပ်တရက်တာကျွန်တော်ငုံမဲ့မဲ့လိုက်ကြတာဂါယီကန်လိုက်တဲ့ဘောလုံးပြန်ရှန်ထွက်လာတာကို Enzo Fernandez ကပိတ်တွင်းသွားတယ်ထင်ခဲ့မယ်ဒါဂွာယီနီလုံးဝ Santa Fe Play ဆန်လုံးနဲ့ဒါနောက်မှပါလာတဲ့ကစားသမားကိုတေချာချပေးခဲ့ပြီအဲ့ဒီနေရာမှာဂိုးကိုလုံးဝ Enzo Fernandez ကြောင်းပေးလိုက်တယ်တခုနောက်ဘလို့ပဲ Delap အနေနဲ့ဒါသူ့အနေနဲ့ Santa Fe ဆန်ဆန်ဒါ Hole Play လေးတွေကောင်းတယ် Link up Play ကောင်းဒါပေမဲ့ Final သတ်ဆုံးမှာ Liam Delap နဲ့သူကန်ကျင်တာလားသူလူပေးကျင်တာလား Body ထိမ့်မိတာဘောလုံးကြီးဘောလုံးကြီးကိုဒါယူထားပြီးပြီးတော့ဖြစ်ပြီးပြီး အဲ့ထက်ပို့ပြီးတော့ကျွန်တော်တို့ Liam Delap ကိုပါအဲ့တော့ Liam Delap ရဲ့ center for play ကအားနေသွားတဲ့အချိန်မှာ Jao Bet တို့ပါ automatic fail ဖြစ်သွားတယ်။အဲ့တော့တကန်ကောင်းသွားတဲ့ခါကတောင်းပန်နှကောင်းရုံးတယ်။ဒါ Jimmy Gidin နဲ့ဒီနေ့ပွဲစမှာသူ့ရဲ့ဒါကျွန်တော်တို့ sense of ability တွေတွေ့ရတယ်သူနဲ့ sense of thought တွေကိုတွေ့ရတယ်ဂစ်တင်စင်နဲ့လက်ရှိမှာလူတွေရဲ့ဝေဖန်မှုတွေကနေပဲလက်ရှိမှာသူဘာလို့နိုင်လဲဆိုရယ်တစ်စင်းမြင့်နဲ့ authority တချို့ကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီနေ့ပေါ်ဆုံးမှာခုနကပေါ်ဆုံးနေရာမြူမှန်ကန်မှုကစားသမားတွေကိုကြော်ဖြတ်မှုကတော့ pedro neto ကတကယ်ကိုဒါကျွန်တော်လက်ရှိမှာဆက်လက်ပြီးပြသနေစေဖြစ်တယ်အဲ့တော့ကျွန်တော်ဒါကျွန်တော်ငုံခဲ့တဲ့ဒါကျွန်တော်ရပိုင်းတွေကကျွန်တော်ပြောခဲ့တူပါပဲ chelsea အသင်းကတကယ်သား seriously ဘောလုံးကိုကန်တယ်ဆိုရင်ဒီအသင်းကဘာမှကိုတော့ကျွန်တော်တစ်ဖက်အသင်းကိုကြောက်စရာအကြောင်းမရှိဘူးအခုလက်ရှိချိန်မှာဒါကျွန်တော်အာစနယ်တက်တပွဲပိုကစားထားခဲ့ပေမဲ့ပုံမှန်ကွာနေတာကျွန်တော်ပရက်ရှာပေးနိုင်ခဲ့တယ်စီတီအသင်းကိုလက်ရှိမှာခဏတာကြော်နေခဲ့တဲ့အနေအထားမှရှိတယ်ခဏတာနေပြီးတော့ဒါကျွန်တော်လက်ရှိမှာ ဟိုအရလည်းဖြစ်သွားတယ်ဒါပေမဲ့ဒါခုနကပြောသူပဲလက်ရှိမှာ Chelsea ကကိုယ့်လုတ်ကိုယ်လုတ်နေဖို့ပဲလူတာရှေ့ရှေ့လေးလူစည်းရင်းရှိတယ်လူအင်အားရှိတယ် star power ရှိတယ် fire power ရှိတယ်အဲ့ဒါတွေအကုန်လုံးက Chelsea အပေါ်မှာအများကြီးအများကြီး impact ရှိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်က Chelsea အသင်းတို့ကဒီနေ့ပွဲစဉ်မှာဒါ ban လေးကိုလည်းကျွန်တော်ချေချူတယ် ban လေးတွေတို့ဘာလုတ်ချင်လဲဆိုတော့ကောင်းကောင်းကြီးတွေးကြရတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါပေမဲ့ပြဿနာက ချက်စီတင်ကတော့ကျွန်တော်ဗန်လေးအတင်ဘာဖြစ်ချင်နေမဲဆိုတဲ့ဥစ္စာကိုဒါအဆွဲကောက်ကောက်ပြီးချိုးချရနေတာကလည်းတော်တော်လေးကိုသိသိသာဖြစ်သွားခဲ့လို့မြင်နေဒီနေ့ပုံမှန်ဒါချက်စီအတင်ရဲ့ဂိုးသမားဖြစ်တဲ့ရောဘတ်ဆန်ချက်စ်ကိုကျွန်တော်အနေနဲ့ချီးကျူးတယ် cross claiming နဲ့တကယ်လို့ဒါကျွန်တော် safety ကတော်တော်လေးကိုအသက်ပါခဲ့တဲ့အနေထားမှာရှိတယ်ချက်စီတင်ရဲ့ဒီနေ့ပွဲစဉ်အပိုင်းအတွင်းကိုတချို့ကလည်းဒူဘရာကကာကွယ်ခဲ့တဲ့ movement တွေရှိခဲ့တယ်လို့ဒါဒူဘရာကဒီနေ့ပုံမှန်ဒါဒူဘရာရဲ့ position ကပေါ်တော်တော်လေးအားနေဖို့ကောင်းတာတော်တော်လေးစိတ်ပြတ်ဖို့ကောင်းတာအားနေတဲ့ moment မှာတော်တော်လေးကိုအားနေပြီးတော့ကောင်းပြီဟေးဆိုရပေါ့အဲ့တော့ပြဿနာက balance မနေဘူး robert sanchez ကဒါခုနကအစောဘက်မှာနည်းနည်းလေး balance out သွားရဲဆိုပေမဲ့နောက်ဘက်မှာသူ့ကိုသူဒါပြန်လိုက်လာအဲ့တော့ပထမဘက်မှာဒါ chelsea တင်းနဲ့အင်းညောင်းအင်းညောင်းလုတ်ခဲ့ပေမဲ့ဒုတိယဘက်မှာဒါကျွန်တော်မြင်ကြည့်တာဗောနော် enzo mares ကရဲ့ pep talk ကတော်တော်လေးကိုအသင်းပေါ်ကို impact ကြီးမားခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးအမြင်နဲ့လုံးဝဒုတိယဘက်မှာ chelsea အသင်းကလုံးဝ different ဖြစ်လာတဲ့အသင်းတစ်သင်းနဲ့ထွက်လာခဲ့တဲ့အနေအထားမှရှိတယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာဗောနော်ကျွန်တော်ကြင်းကြင်သဘောကျတာကုကူဝဲလာကဒါကျွန်တော်လုံးဝကိုဟို inverted ဆိုတာတက်ဆိုင်လုံးဝကိုရှေ့ကိုမြင်နေရောက်နေတာကုကူဝဲလာရဲ့ဒါတိုက်စစ်လိုက်ပါမှုအာအင်မတန်မှကျ ောက်ဖို့ကောင်းနေတယ်ဆိုတော့ဒါကြောင့်တပွဲနှပွဲမို့တော့လက်ရှိမှာကျွန်တော်ကြည့်နေတာ၃၄ပွဲရှိပြီကူရဲကအဲ့လိုဒါတိုက်စစ်ကိုတောက်လျှောက်လိုက်လိုက်ပြီးလောက်ကူဝေးနေတယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့မြေတို့ပင်ဆိုစေကောင်ဒီနေ့ပွဲစမှာဗန်လေးကိုတော့ချီချူပေမဲ့လည်းအစိမ့်မရှိတဲ့အသင်းသင်းနဲ့ဆက်လက်ပြီးတွေးကြရတဲ့အထားမှာရှိတယ်ဗန်လေးကဒီခြေတိုင်းဆိုရင်တော့ဒါကြောင့်အဆုံးသက်မှာမသေးကြဘူးဆိုရင်တော့တော်တော်လေးကိုအားနေနိုင်မဲ့အသင်းသင်းနဲ့ဆက်လက်ပြီးတွေးရမှာဖြစ်တယ်တစ်ဖက်ကချော်စီအသင်းကလက်ရှိမှာသူ့လုပ်ကိုသူ့လုပ်ပြီးတော့အပေါ်ကဆရာကြီးတွေကိုတော့ pressure အကောင်းဆုံးပေးနိုင်ခဲ့တာကိုတွေးရမယ်တဲ့မှာပါတယ်လက်ရှိကျွန်တော်ဒါ Sky Sport ကပေးထားတဲ့ဒါကျွန်တော် Premier League ကတရားဝင်ပေးခဲ့တဲ့ ဟိုအကောင်းဆုံးစုကိုတော့ဒါကျွန်တော် Andrea Santos ကရရသွားတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဟို Enzo Fernandez ရမယ်လက်ရှိမှာ Premier League ပေးတဲ့စုကိုတော့ဒါကျွန်တော် Andrea Santos ကရရှိသွားခဲ့တာဖြစ်ပါတယ် World deserve ပါပဲလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှ AC တွေ့ကြတာပေါ့ Liverpool ပွဲပြီးသုံးသချက်လည်းပွဲပြီးတိုင်းတင်ပေးပါအောင်မယ်ကျွန်တော်တို့တော့ကပြပါအောင်မြန်မာလေးကလစ်ပေးကြအောင်မြန်မာလေးကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့တော့ကပြပါအောင်ဒီပါဗျာ